မင်္ဂလာပွဲ6ပွဲတွေကနောက်ဆုံးပွဲလေးဖြစ်တဲ့တင်နာညမှာအသည့်ဆက်ဆက်ဇနီးလောင်းလေးဆွေပြေးတစဉ်ပေါ်မှာထားရှိမဲ့တစ္ဆာတရားတွေကိုတက်ရောက်လာတဲ့ပြည်သက်တွေကို ရှေးမှထားပြီးကလေးတစ္ဆာပြူခဲ့တဲ့တယောက်ဆောင်ဟေးဝေရန် မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ15ရက်နေ့ညနေပိုင်းမှာတော့တရုတ်ဆောင်ဟေးဝင်ရန်နဲ့ဆွေပြေသင်းတို့ဇနီးမောင်နှံနှစ်ယောက်ဟာမင်္ဂလာပွဲ6ပွဲလေးကနောက်ဆုံးပွဲလေးဖြစ်တဲ့တင်နာပွဲလေးကိုချစ်ခင်ရတဲ့အနုပညာညီကိုမောင်နှမတွေချစ်ခင်ရတဲ့တငယ်ချင်းအပေါင်းအသင်းတွေနဲ့ပျော်ရွှင်စွာနဲ့ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ် အဆိုပါပွဲလေးတွေကအစီအစဉ်တစ်ခုဖြစ်တဲ့သတို့သားသတို့သမီးစကားပြောရမယ့်အစီအစဉ်လေးမှာလေတရုတ်ဆောင်ဟေးဝေယံကစိတ်လှုပ်ရှားရင်ခုန်ပြီးတော့မျက်ရည်တွေကျနေခဲ့တဲ့အပြင်ဇနီးလောင်းလေးဆိုပြတဲ့စင်အပေါ်မှာသူထားရှိတဲ့ချစ်ချင်းမြတ်တာတွေနဲ့သစ္စာတရားတွေကိုလည်းတက်ရောက်လာတဲ့ပြည်သက်တွေကိုရှေ့မှာထားပြီးတိုင်တဲပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ ပြုံးဆောင်ဟေးဝေရန်ကတတို့သမီးလေးဆိုပြတဲ့စင်းကိုဘဝတစ်လျှောက်လုံးစိတ်ချမ်းသာအောင်ထားပါမယ်။တစ္ဆာရှိရှိလေးချစ်နေပါမယ်။အရန်ချစ်ပါတယ်ဆိုပြီးတော့လေမျက်ရည်လေးဝဲပြီးတော့ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ငယ်စဉ်တွဲလေးရဲ့ဒင်နာညကြည်နူးစရာဗီဒီယိုလေးကိုလည်းအခုလိုဖော်ပြတင်ဆက်ပေးလိုက်ပါရရှင်။ကျူစားပြီးတော့အနေငယ်ပေါ့နော်။ပြုံးပါပြုံးပါ ပွဲတွေအများကြီးကျွန်တော်တို့တော့ဘူးပါမယ်တက်ဖို့ပါလေဒါပေမဲ့ ဒီနေ့ဘွယ်လာပေါ့နော် တဲ့လုံးလုံးတံပိုးထားပြီးတော့ကိုချစ်တော်မှာပါပြီးတော့အမြဲတမ်းစိတ်ချမ်းသာပျော်ရွှင်အောင်လည်းတန်တဲ့လောက်ကြိုးစားပြီးတော့ချစ်စီမှာပါချစ်ဆောင်လေးကို 我过眼前。